BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ င်္ဂလာပါခင်ဗျာနိုဝင်ဘာလ29ရက်စနေညချမ်းအတွက် BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝီဖြိုးပါဒီညနတ်စင်ညမှာပြီလေကျွန်တော်ဒီကိဗီတာဖွဲ့ဒီဟိုနေအကီကီဦးဝဲအဲ့လိုသုံးလုံးရတော့နော်ဒီကိဗီကိကီဦးဆိုတော့လေအဲ့လိုသုံးတယ်ကျွန်တော်တို့ဒီကိဗီကကိုနဲ့ကိုတူရင်ကြောင်းလာတာရှိတယ်နော်ကြောင်းဖြန့်လုပ်တဲ့အဖွဲ့နဲ့မိတ်ဖက်ဆိုပြီးစစ်တပ်နဲ့ KNU တစ်ဖက်နဲ့တစ်ဖက်လက်ညှိုးထိုးနေကြတဲ့ပေါ် BBC ရဲ့စုံစမ်းတွေ့ရှိချက်တွေနဲ့အတူ Ukraine's President Volodymyr Zelensky said at least American ရဲ့ညဉ့်ဉေးအစီအစဉ်ပေါ်ဆွေးနွေးနေကြတဲ့အချိန်မှာပဲ Russia ကတော့ Ukraine ကိုအရှိန်ပြင်းပြင်းဆက်လက်တိုက်ခိုက်နေတဲ့အကြောင်းထိတ်တန့်ရောက်နိုင်ငံတကာသတင်းတွေလည်းတင်ဆက်ပေးဖို့ရှိနေပါတယ်ခင်ဗျာယူကရိန်းနိုင်ငံမြို့တော် KF အပေါ်ဝင်နေရာတော်တော်များများကိုရုရှားက drone စီး600နီးပါးနဲ့ဒုံးကျည်တွေဒါဇင်ပေါင်းများစွာသုံးလို့ညာလုံးပေါက်တိုက်ခိုက်ခဲ့ပါတယ် Ukraine's President Volodymyr Zelensky said at least three people were killed in the Russian attacks. ယူကရိန်းသမ္မတဗလိုဒီမီယာဇယ်လန်စကီကရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့်အနည်းဆုံးလူ3ယောက်သေဆုံးခဲ့ရပြီးလူ6သိန်းကျော်ထိအောင်လျှက်စစ်မရှိဘဲဖြစ်သွားရတယ်လို့သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာရေးသားပါတယ်။ယူကရိန်းရဲ့ကာကွယ်ရေးစနစ်တွေပိုပြီးခိုင်မာတောင်းနှင်းအောင် လုပ်ဖို့လိုတယ်ဆိုတဲ့အချက်ကိုလည်းသမ္မတဇယ်လန်စကီအလေးထားထောက်ပြနေတယ်လို့ BBC သတင်းတောက်ပြောသွားတာပါ။ဒါဟာ Ukraine Russia စစ်ပွဲပြင်းထန်ရေးအမေရိကန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ပြင်ဆင်ချက်တွေပေါ်ဆွေးနွေးဖို့ရာ Ukraine ရဲ့ညှိနှိုင်းရေးသမားတွေ Washington DC မြို့တော်စီထွက်ခွာချိန်မှာပဲအခုလိုတိုက်ခိုက်မှုတွေဆက်ရှိနေတာဖြစ်ပါတယ်။ရုရှားဘက်ကလည်းသူတို့ရဲ့တောင်ဘက်ပိုင်းဒေသ Krasnodar မှာသူတို့ပစ်ချလိုက်တဲ့ drone ဟာရေနံချက်ဆက်ယုံတစ်ခုပေါ်မှာပြတ်ကျခဲ့လို့မီးလောင်ခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီဒေသမှာ Ukraine ရဲ့ drone စစ်တပ်စင်းကိုရုရှားလေကြောင်းယံကစနစ်ကပစ်ချခဲ့တယ်လို့ဆိုပါတယ်။ မန္တလေးတိုင်းမိုးကုတ်မြို့ကိုမနေ့ကစလို့စစ်ကော်မရှင်တပ်တွေပြန်လည်ဝင်ရောက်လာနေပြီလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်က BBC ကိုအတည်ပြုပါတယ်။တရုတ်ရဲ့ဂျောင်းဝင်စစ်ဆေးမှုကြောင့်တန်းတက် TNL နဲ့စစ်တပ်အပြစ်ရချိန်မှာ TNL ကမိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုပြန်ပေးမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။အဲဒီနောက်မန္တလေး PDF မိုးကုတ်ဗျူဟာစတဲ့တော်လိုင်းအင်အားစုတွေကမိုးကုတ်မြို့ကို ပြန်မပေးအောင်ကာကွယ်မယ်ဆိုပြီးကနဦးလုံးကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ရက်ကစလို့ တော်လင်းအင်အားစုတွေအကုန်လုံးမိုးကုတ်မြို့ပေါ်ကနေပြန်လည်ဆုတ်ခွာခဲ့ပြီးတန်အမျိုးသားလူမျိုးရေးတပ်မတော် TNL တပ်ဖွဲ့ဝင်တွေကအဲ့ဒီမှာကြံခဲ့တယ်လို့မြေပြင်မှာရှိနေသူတချို့စီကပြောပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းစုံခလာခိုင်ဟာဂျိုင်မြို့ကြီးမှာရေကြီးမှုဖြစ်ခဲ့ပြီးမြန်မာဆောက်လုပ်ရေးအလုပ်သမားတယောက်ရဲ့ပျောက်ဆုံးနေတဲ့ရုပ်အလောင်းကိုရှာဖွေနေတယ်လို့ညီဆက်သူတချို့နဲ့မြန်မာအလုပ်သမားရေးရအဖွဲ့တချို့က BBC ကိုပြောပါတယ် ရေထဲမျောပါသွားတဲ့အဲ့ဒီသူစီမဇနီးတဲ့နဲ့အမွာပါလေးနှစ်ယောက်ကြံခဲ့တယ်လို့နီးဆက်သူမြန်မာအလုပ်သမားတယောက်က BBC ကိုပြောပါတယ်ဟုတ်ကြိုင်မြေပြမှာရှိနေတဲ့ BBC ထိုင်းဘာသာစကားဌာနရဲ့အဆိုအရအဲ့ဒီရေကြီးမှုကြောင့်ပေဆုံးခဲ့ရသူစုစုပေါင်း145ယောက်ရှိလာမှာစုံခလာခရိုင်ထဲမှာအများဆုံးအယောက်130ထိအောင်ရှိနေပေမဲ့ပေဆုံးသူတွေထဲနိုင်ငံသားတွေပါဝင်မှုရှိမရှိကိုတော့ထိုင်းအာဏာပိုင်တွေဘက်ကအသေးစိတ်မထုတ်ပြန်သေးဘူးလို့ဆိုပါတယ် ဟောင်ကောင်မှာလူနေတိုက်ခန်းအဆောင်အုံတွေမီးလောင်ခဲ့ပြီးလူအများပြားသေဆုံးခဲ့ရတဲ့နောက်အခုဆိုရင်တရုတ်နိုင်ငံတလွားကအထက်မြင့်အဆောင်အုံမှန်သမျှကိုမီးဘေးအန္တရာယ်တားဆီးနိုင်ရေးဘလို့အစီအမံတွေထားရှိထားတယ်ဆိုတော့ကိုပြန်လည်စစ်ဆေးသွားမှာဖြစ်ပါလေလက်တော်ပြန်လည်ပြုပြင်ထားတဲ့အဆောင်အုံတွေကိုအရင်ဆုံးစပြီးစစ်မယ်လို့တရုတ်အာဏာပိုင်တွေကပြောပါလေ BBC သတင်းတော့ George Lee ကတော့အခုလိုပြောပါလေ People are worried that when we put the, the attention on which material ဘလို့ပစ္စည်းမျိုးတွေပုံလို့မီးလောင်လွယ်ရလာလဲဆိုတဲ့အပေါ်မှာပဲအနာပိုင်းတွေအလေးထားအယုံစိုက်သွားမှာကိုလူတွေစိုးရင်လေပါလေစနစ်ကြီးတစ်ခုလုံးထဲမှာဘယ်နေရာတွေမှာဘလို့အမှားယွင်းတွေရှိနေလို့အခုလောက်ထိဖြစ်ခဲ့ရတယ်လဲဆိုတာမျိုးနဲ့အခုကိစ္စမှာလည်းမီးလောင်ခဲ့တဲ့အဆောက်အုံတွေနဲ့ပတ်သက်ပြီးအကျင့်ပြက်ခြားဆားမှုတွေရှိခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေပေါ်အနာပိုင်းတွေအနေနဲ့ပိုပြီးအယုံစိုက်စေခြင်းညတယ်လို့ပြောသွားတာပါ ောင်ကောင်မီးလောင်မှုမှာလူပေါင်းအနည်းဆုံး128ယောက်သေဆုံးခဲ့ရပြီးဝန်내ပူဆွေးပွဲ၃ရက်သတ်မှတ်ထားပါတယ်။အဆောင်ပြင်ဆင်ရေးလုပ်ငန်းစဉ်မှာအကျဉ်းပြတ်မှုတွေရှိခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့အခုဟောင်ကောင်မီးလောင်မှုနဲ့ပတ်သက်လို့လူ၁၁ယောက်ကိုလည်းဖမ်းဆီးထားပါတယ်။ဝါရှင်တန် DC မြို့တော်မှာပြည်ဆောင်တပ်တပ်ဖွဲ့ဝင်၂ယောက်တနင်္လာနေ့ပြစ်ခတ်ခံခဲ့ရပြီးတူသေဆုံးခဲ့တဲ့နောက်အခုဆိုရင်အမေရိကန်နိုင်ငံနဲ့ခွန်လုံငွေတောင်းခံထားတဲ့အမှုကိစ္စအလုံးကိုဆုံးဖြတ်ချက်ချမပေးတော့ဘဲ ရပ်ထားလိုက်ပြီလို့ထရမ့်အစိုးရကကြေညာပါတယ်။ဗိုလ်ဒုံးနေပစ်ခတ်မှုရဲ့လက်သေးဟာအာဖဂန်နစ္စတန်နိုင်ငံကလာသူဖြစ်တယ်လို့အမေရိကန်အာဏာပိုင်တွေကပြောပါတယ်။အမေရိကန်နဲ့နိုင်ငံသားမှန်သမျှကိုအမြင့်ဆုံးအတိုင်းတာပမာဏမျိုးထိပြန်လည်စစ်ဆစ်သွားမှာဖြစ်ပြီးအဲ့ဒီလုပ်ငန်းစဉ်မပြီးသေးသေးခလုံးဝင်ပေးတဲ့ကိစ္စရပ်ထားမယ်လို့နိုင်ငံသားနဲ့လူမျိုးမှုဆိုင်ရာညွှန်ကြားမှုဂျိုးဆက်အဒလိုကပြောပါတယ်။ဆိုင်ကလုန်းဒစ်ချဝါလို့နာမည်ပေးထားတဲ့အင်အားပြင်းမုန်တိုင်းဟာသီရိလင်္ကာနိုင်ငံကနေအခုဆိုရင်အိန္ဒိယတောင်ဘက်ပိုင်းကန်ယိုရန်စီတဖြည်းဖြည်းရွေ့ရှားလာနေပြီဖြစ်ပါတယ်။ ဆိုင်ကလုန်းကြေကွာကြောင့်သီရိလင်္ကာနိုင်ငံထဲမှာလူပေါင်း120ကျော်သေဆုံးခဲ့ရပါတယ်။အဲ့ဒီမုန်တိုင်းကြောင့်အိန္ဒိယထဲမှာတမီလနာဒူပူဒက်ရှ်ချီရီနဲ့အန်ဒရပရဒက်ရှ်ပြည်နယ်တွေထဲမိုးအပဲသံယူနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်ခင်ဗျာ။ဒီဗီစီကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကိုရေဒီယိုအွန်လိုင်းနဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV Season ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုပဲနေရာပဲရောက်နေနေ BBC Season တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ခုတော့ဒရင်ဝါရီဘက်ကိုဆက်အောင်ပါတော်ရရှင်များခင်ဗျာကရင်မျိုးသားစီယုံ KNU ထိန်းချုပ်နယ်မြေထဲမှာကြားဖြတ်လုပ်ငန်းလုပ်ကင်နေတဲ့ ဒီ GBA KKO အဖွဲ့ရှိနေတာကြောင့် KNU လည်းပဲကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်မှုရှိနေတယ်ဆိုပြီးစစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကဆွဆွဲပြောဆိုပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီး KNU ရောဘယ်လိုတုံ့ပြန်ပါသလဲကိုမောင်ပြောပြထားပါတယ်ကရင်ပြည်နယ်မြောက်ပြည်မြို့ကမင်းလက်ပံရွာမှာဒီမိုကရေစီကျုံးပြုတ်ကရင်တပ်မတော် DKBA ထိန်းချုပ်ထားတဲ့ကြားဖြတ်လုပ်ငန်းတွေဝင်ရောက်စီးနင်းနေဆိုတဲ့ KNU ထုတ်ပြန်ချက်ဟာတဲလွန်စားဖြောက်ပြီးတခြားအဖွဲ့ကိုအပြစ်ပုံချဖို့ဖြစ်တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကနိုဝင်ဘာ29ကဆွဆွဲထားပါတယ်။အဲ့ဒီမင်းလက်ပံရွာကကြားဖြတ်လုပ်ငန်းတွေကိုကလိုဒူဘော့ကရင်စီယုံ KKO ကပြုလုပ်နေတာဖြစ်ပြီးအဲ့ဒီအဖွဲ့ဟာ2012မှာစတင်ဖွဲ့စည်းချိန်ကတည်းကကရင်မျိုးသားစီယုံ KNU ကိုမိခင်ဖွဲ့စည်းဖြစ်ခံယူခဲ့တာလို့သူကဆက်ပြောပါတယ်။ဒါကြောင့်အဲ့ဒီမင်းလက်ပံရွာကကြားဖြတ်လုပ်ငန်းတွေမှာ KNU ပါဝင်ပတ်သက်နေတယ်လို့သူကဆွဆွဲပါတယ်။ KNU ပြောခွင့်ရပရိုဆော်တော်ဒီကတော့မင်းလက်ပံရွာဟာ KNU ထိန်းချုပ်ထားတဲ့တပ်မ6ဒူပလာယာခရိုင်ထဲမှာရှိပေမဲ့ KNU ထိန်းချုပ်လို့မရတဲ့နေရာတွေလို့ BBC ကိုပြောကြားထားပါတယ်။ ်။ KNU ကမေလက်ပန်နီယာမှာရှိနေတဲ့လက်နက်ကင်တပ်ဖွဲ့တွေကိုဒီမိုကရေစီအကျိုးပြုကရင်မျိုးသားတပ်မတော် DKBA လို့သုံးနှုန်းပါတယ်။စစ်တပ်ကတော့ဒါက DKBA ပေါ်ဆွဆွဲချက်တာဖြစ်တယ်လို့ဆိုထားပါတယ်။မေလက်ပန်အပေါ်ဝင်အင်ဂျင်ပြိုင်တဲ့ဖလူရွာတွေကို DKBA ကထိန်းချုပ်ထားပြီးကြားဖြတ်လုပ်ငန်းတွေဆောင်ရွက်နေတာလို့မြေပြင်ခြေနေသိရှိသူတို့ကပြောပါတယ်။ဒီလုပ်ငန်းတွေမှာ KNU တကယ်ပတ်သက်မှုရှိနေပါလား။မြေပြင်ခြေနေသိရှိသူတို့ပြောတာကိုလုံခြုံရေးအတန်းစားထုတ်ပြောပြထားပါတယ်။ KNU နယ်မြေကကော့တောင်းကနေတန်တော်ကြီးထီလှုပ်ထတာအဲ့ထဲမှာခွဲထွက်ပြီး BGF ဖြစ်နေတာ DGB ဖြစ်နေတာတွေပါရှိတယ် KNU ပိုင်တယ်လို့ပြောပေမဲ့ NCA ငင်းငယ်ကြီးဖြစ်စဉ်နောက်ပိုင်းမှာမင်းလက်ပံအင်ဂျင်မြိုင်ဖလူးနေရလေကြီးကော်လိုနေရတွေကလက်နက်ကင်ဖွဲ့တွေလှုပ်ရှားတဲ့နယ်မြေလို့ပဲထားထတာသူ့ပိုင်ငါပိုင်ထိန်းထတာမရှိဘူးဒါပေမဲ့ခွဲတန်းနေဇလန်းတွေကတော့ရှိတာပေါ့ KNU ပတ်သက်မှုရှိတယ်ဆိုတာဗဟိုဌာနချုပ်ကြီးကပတ်သက်တာမဟုတ်ဘူးအောက်ခြေကစီရေးရလုံခြုံရေးရသွားလာနေတဲ့အဖွဲ့တွေချင်းပတ်သက်မှုရှိတာပေါ့ DKBA ကိုဗိုလ်ချုပ်စောလာပွဲဥဆောင်နေချိန်မှာစောဆန်းအောင်စောကြော့တက်တဲ့ဗိုလ်တိုက်ကားတို့ကခွဲထွက်ပြီးကလိုဒူပေါ်ကရင်စီယုံ KKO ကိုဖွဲ့စည်းခဲ့တာလို့သိရှိသူတွေကပြောပါတယ်။စောဆန်းအောင်ဥဆောင်တဲ့ KKO ဖွဲ့က2020မှာစစ်တပ်စီအလင်းပြောင်းဝင်ခဲ့ပြီးနောက်ပိုင်းမှာစောဆန်းအောင်က DKBA ဗိုလ်ချုပ်ဖြစ်လာပါတယ်။မြမငင်းချင်းရေလုပ်ငန်းစဉ်တွေကိုလေးလာသူတူကတော့ DKBA နဲ့ KKO ကအတူတူဖြစ်ကြောင်း BBC ကိုပြောပါတယ်။ KKO နဲ့ပတ်သက်ပြီး DKBA ဗိုလ်ချုပ်စောဆန်းအောင်ကဘလို့တုတ်ပြန်ပါသလဲ။ကျွန်တော် DKBA ဖွဲ့ဟိုနေ KKO ဝဲအဲ့လိုသုံးလုံးရတော့နော်ဒီကီဒီစကီဆိုတော့လေအဲ့လိုသုံးတာရှိတယ်နော်ကျွန်တော်တို့ဒီကီဒီရဟိုဘယ်လိုမှကီကီကိုနဲ့ကိုသူ့ရင်ကြောင်းလာတာရှိတယ်နော် KNU ကထုတ်ပြန်ထားတဲ့မဲလက်ပန်ဒေတာကြားဖြတ်လုပ်ငန်းတွေကို DKBA လုတ်ကင်နေတယ်ဆိုတာနဲ့ပတ်သက်လို့ BBC ကသူ့ကိုဆက်လက်မေးမြန်းဖို့စ조사ခဲ့ပေမဲ့မရခဲ့ပါဘူး။ဗိုလ်ချုပ်စောဆန်းအောင်ကဒီတစ်ဖွဲ့အတူတူပဲလို့ပြောတာကြောင့်စစ်တပ်နဲ့မိဖက်လို့တည်ထားကြတဲ့ DKBA ဟာတစ်ချိန်တည်းမှာပဲ KNU ကိုမိခင်အဖွဲ့အစည်းဖြစ်ခံယူထားတဲ့အမည်ပြောင်း KK ကိုအဖြစ် KNU နဲ့လည်းမိဖက်ရပ်တည်နေတယ်လို့နားလည်ရပါတယ်။ တော်ရရှင်များခင်ဗျာမန္တလေး PDF ထိန်းချုပ်ထားတဲ့စင်ကူးမြို့နယ်ကိုစင်ကော်မရှင်တပ်တွေဟာစစ်ကြောင်းလို့ဝင်ရောက်လာပြီးအဲဒီကကြေးရွာတချို့မှာတပ်ထိုင်ထားတာတွေရှိလာပါတယ်။မရီယာလိုပဲစင်ကူးကိုလည်းစစ်တပ်ကပြန်ပြီးထိန်းချုပ်သွားနိုင်မလား။ကိုဘူဘူပြောပြထားပါလေ။ နိုဝင်ဘာလ24ရက်ညနေပိုင်းကမရယာမြို့နယ်မြောက်ဖက်ကရွာတချို့ကိုစစ်တပ်ကထပ်ပြီးတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။အဲဒီနောက်မရယာတနယ်လုံးကိုစစ်တပ်ကထိန်းချုပ်သွားနိုင်ခဲ့ပြီလို့ဒေသတွင်းစီရေးသတင်းရင်းမြစ်တွေကပြောပါတယ်။မရယာမြို့နယ်ကနေမန္တလေး PDF တွေထိန်းချုပ်ထားတဲ့စင်ကူးအဆက်ကရွာတွေကို စ်တပ်ကစစ်ကြောင်းထိုးဝင်လာသလိုဒေကြောင်းကနေတိုက်ခိုက်တာတွေဇက်တိုက်ရှိလာကြောင်းဒေသခံတွေကဆိုပါတယ်မရေယာမြို့နယ်ဘက်ကနေစင်ကူးဘက်ကိုဦးတည်ပြီးစစ်ကောင်စီတပ်တွေထိုးစစ်ရောက်လာတဲ့ဆိုပြီးမန္တလေး PDF ပြန်ကြားရေးတာဝန်ခံကိုအော့စမွန်က BBC ကိုပြောပေမဲ့လည်းအသေးစိတ်ကိုတော့ဆက်လက်ဖြေကြားတာမရှိပါဘူးစင်ကူးခြေနေနဲ့ပတ်သက်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နှိဆက်သူဒေသခံတူပြောတာက လူပြောမယ်တင်တော့အနည်းနဲ့ညံကတော့ထုတ်ပြရလိမ့်မယ်နဲ့ပြပါတယ်။ဘာလဲဆိုအဓိကတော့ပေါ့နော်လေးရင်ကိုအရင်ကအဲ့လောက်ကြီးကြီးမချဘူးလေ။အခုကဒီတိုင်းဘာမှမဖြစ်ဘဲနဲ့ကိုသူကတနည်းအနည်းဆုံးနှစ်ကြိမ်သုံးကြိမ်လာပြီးတော့ဒုက္ခပေးနေလေ။အဓိကပြည်သူကိုပြစ်မှတ်ထားနေလေ။စစ်တကမရေယာကိုအပြည့်ဝပြန်လဲထိန်းချုပ်ရရှိသွားတဲ့အတွက်စင်ကူးမြို့နယ်ကိုကုန်းချောင်းသာမကရေချောင်းကပါစစ်ချောင်းထိုးလာနိုင်တယ်လို့စစ်ရေးသုံးသက်သူတွေကဆိုပါတယ်။ ရွှေခေါက်ပွဲမတိုင်မီမန္တလေးထပ်ပိုင်းနဲ့မိုးကုတ်ကြားကမြို့နယ်တွေကိုစစ်တကပြန်ထိန်းချုပ်ဖို့ပြင်ဆင်လာနိုင်လို့စင်ကူးမြို့နယ်ဟာစစ်ရေးနိုင်ငံရေးသားမကစီဝါရေးရပါအဓိကထားနိုင်တဲ့နေရာဖြစ်တယ်လို့စစ်ဘက်သုတေသနတာဝန်ခံကိုနောင်ယိုးကပြောပါတယ် ီသူတို့ရဲ့အဓိကရည်မှန်ချက်ဖြစ်တဲ့ရွေးကောက်ပွဲအမိကာလမတိုင်မီဒီနေသားတချို့လို့တော့သူတို့မြေပြင်စစ်ကြောင်းတွေအင်းနဲ့အားနဲ့ထိုးလာမဲ့နေသားရှိတယ်လို့ကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်မန္တလေး PD ရဲ့အနေနဲ့ကျတော့အော်ကျွန်တော်စင်ကူးကိုအသေးစားခုခံကာကွယ်ဖို့အတွက်ကျတော့အခက်အခဲတွေအများကြီးရှိလာနိုင်တယ်စစ်တပ်ဟာနောင်ချိုကြောင်မဲကို ပြန်ရပြီးတဲ့နောက် မန္တလေးမိုးကုတ်လမ်းမကြီးပေါ်ကမြို့နယ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာနေ့စဉ်ဆိုသလိုရှိခဲ့ပါတယ်။လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုကြောင့်ကလေးငယ်တွေပါဝင်ရက်သားဒါဇင်နဲ့ခီပြီး ထိခိုက်သေးဆုံးတာတွေရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ရန်ကုန်ကမြို့နယ်တချို့မှာတော့ရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွဲဆိုင်ပုတ်တွေကိုလုံခြုံရေးယူဖို့ရာအနှင်းရင်လုပ်သားတွေစိုက်ကဲဘေးရဲရင်မောင်းတွေကိုအသုံးပြုလာနေတယ်လို့မြို့ကန်တချို့က BBC ကိုပြောပါတယ်။ အဲ့ဒီဆိုင်ဘုတ်တွေရဲ့လုံခြုံရေးနဲ့ပတ်သက်လို့နိုင်ငံရေးပါတီတွေဘက်ကရောဘယ်လိုသိထားပါသလဲမသိသိွယ်စူးစီးပြောပြထားပါလေလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်ပါတီအသီးသီးကစိုက်ထူထားတဲ့ပါတီအောင်နိုင်ရေးဆိုင်ဘုတ်တွေကိုဖျက်ဆီးမခံရအောင်မြို့နယ်တချို့မှာအုပ်ချုပ်ရေးအာဏာပိုင်တွေကအနေရင်လှုပ်သားတွေနဲ့ဘေးတွယ်မောင်းနှင်သူတွေကိုညပိုင်းမှာလုံခြုံရေးအဆောင်ချပြီးအတုံးပြူလာတာတွေ့ရတယ်လို့ရက်ွက်ယုံတဲ့နီးစပ်သူတွေထံကသိရပါဗျ။ BBC ကမိန့်မြန်းခဲ့တဲ့ရက်ကွဲအုပ်ချုပ်ရေးယုံတချို့ကတော့ sign board တွေဖြည့်ဆည်းခံရတာမျိုးဖြစ်ခဲ့ရင်အနည်းဝန်းကျင်ကရက်ကွဲပြည်သူလူထုကို စစ်ဆေးမိန့်မြန်းခံရတာမျိုးထိခိုက်မှုတွေမဖြစ်အောင်ဘေးရွယ်သမားတွေကိုသူတို့သဘောနဲ့သူတို့စေတနာဝန်ထမ်းလုပ်ပေးတာဖြစ်တယ်လို့ပြောပါတယ်။ဒါနဲ့ပတ်သက်လို့ BBC ကဘေးရွယ်သမား၃ဦးထက်မနည်းကိုဆက်တွယ်ခဲ့ပြီးမြေချတာမရှိခဲ့ပါဘူး။ပြည်သူလုံခြုံရေးလို့အမိတက်ထားတဲ့ဘေးရွယ်မောင်းသူအများစုဟာ ရန်ကုန်မြို့ကရက်ွက်တွေမှာအဲ့စီရင်စစ်ဆေးတဲ့အခါအာဏာပိုင်တွေနဲ့ရဲတပ်ဖွဲ့တွေအတွေ့လိုက်ပါကူညီရတာတွေရှိပြီးရွေးကောက်ပွဲစိုက်မှုတွေစောင့်ကြည့်ဖို့တာဝန်ပေးတာမျိုးမရှိသေးဘူးလို့တာဂီဒမြို့နယ်ကဘေးရွယ်မောင်းနှင်သူတို့က BBC ကိုပြောပါတယ်။တခါညပိုင်းတွေမှာလည်းစိုက်မှုနဲ့မနီမဝေးနေရာတွေမှာစစ်တပ်နဲ့ရဲတပ်သားတချို့ကိုလည်းတွေ့ရတယ်လို့တွာလာနေသူတွေကပြောပါတယ်။ အခုလိုဆိုင်းမုတ်တွေစောင့်ကြည့်ရေးကိုပါတီအနေနဲ့အခကျင်းငွေပေးစောင့်ခိုင်းတာမျိုးမရှိဘူးလို့ကြန့်ခိုင်ရေးပါတီနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးလှဆွေကပြောပါတယ်။ဘယ်သူမှမစောင့်ခိုင်းပါဘူးခင်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်တော်အောင်မယ်ဆိုလေအတန်ပေးဖို့ဟာဒီဘာတွေရလဲတော့ဘာသာရေးချက်တည်းရှိရလေတော့ဒါပေမဲ့ချက်ခါမှဖြစ်ရောပေါ့နော်ပါတီဆိုင်မုတ်တွေကိုအခကျင်းငွေပေးလူငားထားတာမျိုးမရှိကြောင်းနဲ့ ပါတီဝင်တွေလက်ပတ်ကြည့်တာမျိုးတာရှိတယ်လို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကြီးကပြောပါတယ်ကျွန်တော်တို့ကတော့အတော့တော့မထားနိုင်ဘူးဒါနဲ့စိုက်ပုတ်ကြီးကိုအဲ့လိုသွားရင်းနဲ့ပတ်ကြည့်တာမျိုးအဲ့လောက်ပဲလုပ်နိုင်လို့ရဲလျာလဲဆိုပတ်တော့ရှိတယ်လို့ပြောပါတယ်စစ်တပ်ကဥဆောင်တဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်း ပြီးခဲ့တဲ့စက်တင်ဘာလကလိုင်းတာယာမြို့နယ်မှာစတိကကမ်ပိန်းလုပ်ခဲ့တဲ့ရွှေပြည်သာတပိတ်ကော်မတီဝင်၃ယောက်ကိုရွေးကောက်ပွဲနောက်ဆက်ဟန်တာမှုကာကွယ်ရေးဥပဒေပုံမှန်23ကကြီအပါအဝင် အမှု၅မှုစီနဲ့တရားစွဲလိုက်ပြီးတယောက်ကိုထောင်ဒဏ်140ကျော်စီချမှတ်ခဲ့ပါတယ်။အခုနိုဝင်ဘာလကုန်အထိဆိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အေးအေးယူခံရသူ100နီးပါးရှိလာနေပါတယ်။ တို့ရရှိမြောက်ခင်ဗျာဒီညတွေ့ BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်ချက်တွေကိုတော့ဒီမှာပဲရနောက်ခွင့်ပြုပါအခုကြောက်ရတဲ့သတင်းတွေနဲ့အတူသတင်းသုံးသပ်ချက်ဆောင်းပါးတွေရုပ်သံစီစဉ်တွေကို www.bbc.com မှာလည်းအချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါတယ် BBC ကိုအားပေးကြလို့အထူးပဲကျေးဇူးတင်ပါတယ်တို့ရရှိအားလုံးကိုစိတ်နှစ်ပါးကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။